ဖာလန်ဂျန်ခန်းကြီး27အိုးထော်ရဖျာမင်းကြီးဒီကိုရောဤအစံတတိကြောင့်ဝမ်းမြောက်၍ကဲတင်တော်မူခြင်းအဖြစ်အလွန်ရှင်လန်းပါ၏သူဤနှုတ်နှင့်ဆုတောင်းဒီကိုငင်းပေတော်မူသူဤစိတ်အလိုရှိသည့်အတိုင်းပေးသနာတော်မူပြီးကောင်းမြတ်သောမင်္ဂလာတို့ကိုအူးပြု၍ပေးတော်မူပြီး ရွှေစင်တရဖူကိုသူ၏ခေါင်းပေါ်မှာတင်တော်မူပြီးသူသည်အသက်ကိုဆုတောင်း၍ကိုရောသည်အသက်မကထာဝရအသက်ကိုပေးသနာတော်မူပြီးကေတင်တော်မူခြင်းအဖြစ်သူသည်ဘုံကြီး၍လက်တော်မှဂုံအသရေနှင့်တကူအာနုဘော်ကိုခံရပါ၏ကိုရောသည်သူ့ကို ထာဝရမင်္ဂလာအရာ၌ခန့်ထား၍ညံ့နာတော်အဖြစ်အလွန်ဝမ်းမြောက်စေတော်မူ၏အကြောင်းမူကားမင်းကြီးသည်ထာဝရဘုရားကိုကိုးစား၍အမြင့်ဆုံးသောဘုရား၏ဂယုနာတော်ကြောင့်တည်ကြည်တတ်ပါ၏ကိုတော်၏လက်သည်ယံသူအပေါင်းတို့ကိုတွေ့၍ကိုတော်ကိုမုံသောသူတို့ကိုလက်ရလက်တော်သည် တွေ့တော်မူမီအမျက်တော်ထွက်သောကာလ၌သူတို့ကိုမိဟုကဲ့သို့ဖြစ်စေတော်မူမီသာဝရဖျားသည်အမျက်တော်အဖျင်သူတို့ကိုမျိုးတော်မူ၍မိသည်လည်းလောင်စားပါလိမ့်မည်သူတို့အမျိုးအနွယ်ကိုမြေကြီးမှပယ်ရှင်း၍တားစဉ်မြေဆက်တို့ကိုလူမျိုးထဲကဖြည့်စည်းတော်မူမည် အကြောင်းမူကားကိုရောတဖက်၌မကောင်းသောအကြံကိုကြံစီ၍မကောင်းသောပရိယေကိုပြုကြပါပြီတို့ရာတွင်အကြံမထမြောက်ကြပါထို့ကြောင့်သူတို့မျက်နှာတဖက်၌လေးများတော်သူကိုရွေ၍သူတို့ကြောကိုလှဲစေတော်မူမည်။အိုးသာဝရပြကိုရောသည်အစွမ်းတကူတော်အဖြစ်ချီးမြှောက်ခြင်း ရှိတော်မူစေတည်းအကျွန်ုပ်တို့သည်တကူတော်ကိုထောမနာတခြင်းဆိုကြပါမည်22ခုမြောက်သောဆာလံအိုထာဝရဖျားအကျွန်ုပ်ဖျားအဘယ်ကြောင့်အကျွန်ုပ်ကိုစွန့်ပစ်တော်မူတည်းအကျွန်ုပ်ကိုမကယ်တင်ပဲအကျွန်ုပ်အော်ဟစ်တော်စကားကို နားမထောင်ပဲအဘယ်ကြောင့်အဝေးမှာနေတော်မူသည်။အကျွန်ုပ်ဖျား နေ့အခါအကျွန်ုပ်အော်ဟစ်တော်လေကိုတော်သည်နားမထောင်ပါညအခါအော်ဟစ်တော်လေညီတက်ချင်းတို့ မရောက်ပါကိုတော်မူကားဣတိလအမျိုးသားတို့ချီးမွမ်းရ၌ကျင်းဝတ်လျက်တန်ရှင်းခြင်းရှိတော်မူ၏အကျွန်ုပ်တို့ဘိုးဘေးတို့သည်ကိုတော်ကိုကူစားကြပါ၏ကူစားကြသည်တွင်ကိုတော်သည်ကဲ့တင်တော်မူ၏ သူတို့သည်ကိုယ်တော်ကိုအော်ဟစ်၍ကဲတင်ခြင်းတို့ရောက်ကြပါ၏ကိုယ်တော်ကိုကိုးစား၍ရှက်ကြောက်ခြင်းနှင့်ကင်းလွတ်ကြပါ၏အကျွန်ုပ်မူကားလူမဟုတ်ဘိုးကောင်မျှတာဖြစ်ပါ၏လူများကဲရဲ့เสียလူစုအဆက်ခွဲเสียဖို့ဖြစ်ပါ၏အကျွန်ုပ်ကိုမြင်သမျှသောသူတို့သည် ပေပြက်ပြုခြင်းနှုတ်ခမ်းဖြည့်ခြင်းခေါင်းညိတ်ခြင်းကိုပြုကြပါ၏သူသည်ထာဝရဘုရားကိုကိုးစားပြီးသူ့ကိုနှုတ်တော်မူပါလေစေသူ၌အလိုတော်ရှိရင်ယခုပင်ကယ်တင်တော်မူပါလေစေဟုဆိုကြပါ၏သို့တော်လေကိုတော်သည်အကျွန်ုပ်ကိုအမိဝံထဲကဆွဲယူ၍ နုဆိုသည်ကာလ၌စိုးရင်ခြင်းအကြောင်းကိုပယ်ရှင်းတော်မူ၏အကျွန်ုပ်သည်ဖွားကတဲ့ကပင်လက်တော်တို့ရောက်ပါ၏အမိဝမ်းထဲမှစ၍ကိုတော်သည်အကျွန်ုပ်၏ဘုရားသခင်ဖြစ်တော်မူပါပြီအကျွန်ုပ်နှင့်ဝေဝေနေတော်မူပါနှင့်ဘေးအန္တရာယ်ရောက်လို့หนีပါပြီမဆတော်သူ မရှိပါ နွားလားဥတ္တဘာတို့သည်အကျွန်ုပ်ကိုဝမ်း၍အာကြီးသောဘာရှံဥတ္တဘာတို့သည်ဝန်းရံလျက်နေကြပါ၏။ကိုက်ဖြတ်၍ဟောက်တတ်သောခြင်းသေးကဲ့သို့အကျွန်ုပ်ကိုပါဇက်ဟာကြပါ၏။အကျွန်ုပ်သည်ရေကဲ့သို့တွန်ချင်းကိုခံရ၍အယိုးအစ်ရှိသမျှတို့သည် ပြုတ်ကြပါ၏အကျွန်ုပ်နှလုံးသည်ဖျောင်းကဲ့သို့ဖြစ်၍ယင်ထဲမှအရေးကြိုလျက်ရှိပါ၏အကျွန်ုပ်ခွန်အားသည်အိုးချမ်းကဲ့သို့ခန်းချောက်၍ရှာလဲပါယူ၌ကပ်လျက်ရှိပါ၏အကျွန်ုပ်ကိုတေမြေတန်အောင်ချတော်မူပါပြီခွေးတို့သည်အကျွန်ုပ်ကိုဝိုင်းလျက်စုဝေးသော လူโซတို့သည်ဝန်းရံလျက်နေ၍အကျွန်ုပ်၏လက်ခြေတို့ကိုထိုးဖောက်ကြပါပြီ။ကိုယူရှိသမျှတို့ကိုအကျွန်ုပ်ရေတွက်နိုင်ပါ၏။သူတို့သည်အကျွန်ုပ်ကိုကြည်မြင်၍အားရလျက်နေကြပါ၏။အကျွန်ုပ်အဝတ်ကိုအချင်းချင်းဝေဖန်၍အကျွန်ုပ်အင်းကြီးကိုစာရေးတံချကြပါ၏။အိုးထာဝရဖျား အကျွန်ုပ်နှင့်ဝေဝေးနေတော်မူပါနှင့်အကျွန်ုပ်ဤခွန်အားပါလအကျွန်ုပ်ကိုမဆာခြင်းကအနှင်းအမြန်ကြွလာတော်မူပါအကျွန်ုပ်အသက်ကိုဓာပေးမှ၎င်းအကျွန်ုပ်အချစ်ဆုံးကိုခွေးလက်မှ၎င်းကယ်လွတ်တော်မူပါရှင်သည်ကတွင်မှအကျွန်ုပ်ကိုကယ်တင်၍ကြံ့ဦးချိုထဲမှအကျွန်ုပ် ခေါ်သောအတန်ကိုနားထောင်တော်မူပါအကျွန်ုပ်သည်တည်င်းတော်ကိုညီအကိုတို့အားကြားပြောပါမည်ပရိသတ်အလယ်မှာကိုတော်ကိုချီးမွမ်းပါမည်သာဝရဖျားကိုကြောင်းရွံ့သောအချင်းတို့ချီးမွမ်းခြင်းကို ပြုကြလော့ယာကုပ်အမျိုးပေါင်းတို့ဂုံကျေးဇူးတော်ကိုဖော်ပြကြလော့ဣတီလအမျိုးအပေါင်းတို့ ကိုတော်ကိုကြောက်ရွံ့ကြလော့အကြောင်းမူကားနှိမ့်ချလျက်ရှိတော်သူဤနှိမ့်ချတော်အဖြစ်ကိုမထီမဲ့မြင်ပြုတော်မူသည်မဟုတ်မျက်နာတော်ကိုမလွဲအော်ဟစ်တော်အခါနားထောင်တော်မူပြီးအကျွန်ုပ်သည်မဟာပရိသတ်အလယ်မှာကိုတော်ကိုချီးမွမ်း၍ကိုတော်ကိုကြောက်ရွံ့တော်သူတို့ရှိမှာသစ္စာဂတိ ထားသည့်အတိုင်းတစ္ဆာဝတ်ကိုဖြေပါမည်နှိမ့်ချလျက်ရှိသောသူတို့သည်ဝါစွာစားရကြလိမ့်မည်ထာဝရဘုရားကိုရှာသောသူတို့သည်ချီးမွမ်းကြလိမ့်မည်သင်တို့စိတ်နှလုံးသည်အစဉ်အမြဲအားဖြည့်ရလိမ့်မည်မြေကြီးစွန်းရှိသမျှတို့သည်တတိယ၍ထာဝရဘုရားထံတော်သို့ ပြောင်းလဲကြလိမ့်မည်လူအမျိုးအနွယ်အပေါင်းတို့သည်ရှေးတော်၌ကိုးကွယ်ကြလိမ့်မည်အကြောင်းမူကားထာဝရဖျားသည်စိုးစံပိုင်တော်မူ၏လူမျိုးတို့ကိုမင်းပြုတော်မူ၏ညီကြီးပေါ်မှာကြွယ်ဝတော်သူအပေါင်းတို့သည်စား၍ကိုးကွယ်ကြလိမ့်မည်ကိုအသက်ကို မဆောင်ပဲမဆောင်နိုင် ညေမှုန့်တို့ဆင်းရသောသူအပေါင်းတို့သည်လည်းရှိတော်၌ညွတ်ပြတ်ဝတ်သွားကြလိမ့်မည်သူတို့မျိုးနွယ်သည်လည်းဝတ်တော်ကို ပြုသည်ဖြင့်အစဉ်အဆက်တို့သည်ထာဝရဘုရား၏တည်တင်းတော်ကိုကြားရကြလိမ့်မည်ဤတို့စီရင်တော်မူပြီဟု သူတို့သည်ပေါ်လာ၍တရားသောအမှုတော်ကိုဖွာသောလူမျိုးအားပေါ်ပြ ရာကြလိမ့်မည်23ခုမြောက်သောဇာလံသာဝရဖျားသည်ငါဤသူတိန်ဖြစ်တော်မူ၏ငါသည်စည်ရန်မခံရစိမ့်လန်းသောကြက်စားရာအရ၌ငါကိုအိပ်စီတော်မူ၏တာယာသောမြင့်နာသို့လမ်းပြတော်မူ၏ငါဝိညာဉ်ကိုအားဖြည့်၍ နာမတော်အဖိုးလုံးကတရားလန်းတဲ့၌သွေးဆောင်တော်မူ၏အကယ်၍တေမင်းဤအရေးလွှမ်းမှုသောခြိုင်ထဲသို့လျှောက်သွားရသော်လည်းဘေးအန္တရာယ်ကိုမကြောက်ပါเจ้าမူကားကိုတော်သည်အကျွန်ုပ်နှင့်အတူရှိတော်မူသည်ဖြစ်၍လှန်တန်တော်နှင့်တောင်းဝေးတော်သည်ကျွန်ုပ်ကိုချမ်းသာစေပါ၏ ကျွန်ုပ်ဤရန်သူတို့ရှေ့မှာကျွန်ုပ်အဖို့စပွဲကိုခင်းတော်မူ၏ကျွန်ုပ်ခေါင်းကိုစီနှင့်လိမ့်တော်မူ၏ကျွန်ုပ်ခွက်ပလားသည်ရှံလျက်ရှိပါ၏တကယ်စင်စစ်ကျွန်ုပ်သည်ယေရှုနှင့်ဂိယုနာကိုတသက်လုံးခံစား၍ထာဝရဖျားဤအိမ်တော်မှာအစဉ်အမြဲနေရပါလိမ့်မည် 24ခုမြောက်သောဆာလံထာဝရဘုရားသည်မြေကြီးနှင့်မြေကြီးတစားကို၎င်းလောကတနှင့်လောကသားတို့ကို၎င်းပိုင်တော်မူ၏အကြောင်းမူကားထိုနေရာကိုသမုတ်တရားပေါ်မှာတည်၍ရေများပေါ်မှာမြင်းမြန်စေတော်မူပြီးထာဝရဘုရား၏တောင်တော်ပေါ်သို့အဘယ်သူသည်တရားမြင်နီတန်ရှင်းရာဌာနတော်၌ အဘယ်သူသည်ရက်နေရမည်နည်းဟူမူကားတန့်ရှင်သောလက်နှင့်ဖြူစင်သောနှလုံးရှိတော်သူမုတာကိုမီဝဲမစိကမမှန်သောကျင့်ဆိုခြင်းကို မပြုသောသူသည်သာရဖျားဤလက်တော်မှ ကောင်းကြီးမင်္ဂလာကို၎င်းကဲတင်တော်မူသောဖျားခင်ဤလက်တော်မှ ဖြောင်းမှတ်ခြင်းတရားကို၎င်း ခံရလိမ့်မည်ထိုသူသည်ထာဝရဘုရားကို ရှာသောအမျိုးမျက်နှာတော်ကိုရှာသောယာကုပ်အမျိုးဖြစ်သည် အချင်းတကားတို့တကားကိုအချင်းတကားတို့တကားမုတ်ကိုကြွားလိုက်ကြအချင်းထာဝရတကားတို့ကိုကိုကြွားလိုက်ကြဘုံကြီးသော ရှင်ဘုရင် ဝင်တော်မူမည်ဘုံကြီးသော ရှင်ဘရင်ကအဘယ်သူနည်းအစွမ်းတကူနှစ်ပြည်စုံတော်မူသောထာဝရဖျားစိတ်တိုက်ခြင်းကတကူကြီးတော်မူသောထာဝရဖျားပေသည်အချင်းတကားတို့တကားမှုတ်ကိုကြွားလိုက်ကြ အချင်းထာဝရတကားတို့ကိုကိုကြွားလိုက်ကြဘုံကြီးသောရှင်ဘရင်ဝင်တော်မူမည် ုံကြီးသောရှင်ဘုရင်ကအဘယ်သူနည်းကောင်းကင်ဘုခြေအရှင်ထာဝရဘုရားပေသည်ထာဝရဘုရားသည်ဘုံကြီးသောရှင်ဘုရင်ဖြစ်တော်မူသည်မဆက်၅ခုမြောက်သောဇာလံအိုးထာဝရဘုရားကိုတော်ကိုအကျွန်ုပ်တတလျက်နေပါ၏အကျွန်ုပ်၏ဘုရားတခင်ကိုတော်ကို အကျွန်ုပ်ခိုးလုံသည် ဖြစ်၍ရှက်ကြောက်ခြင်းတို့ မရောက်ပါစေနှင့်အကျွန်ုပ်၏ယံသူတို့သည် အကျွန်ုပ်ကိုအောင်၍အောင်ပွဲကို မခံပါစေနှင့်အကယ်စင်စစ်ကိုတော်ကိုမျော်လင့်တော်သူတို့သည်ရှက်ကြောက်ခြင်းတို့ မရောက်ရကြပါ အကြောင်းမရှိဘဲတစ္ဆာကိုဖြတ်တော်သူတို့သည်ရှက်ကြောက်ခြင်းတို့ ရောက်ရကြပါလိမ့်မည် ။အိုးသာရဖျားကိုရောဤလမ်းတို့ကိုအကျွန်ုပ်အားပြညွှန်၍ခီးတော်တို့ကိုတွန်တင်တော်မူပါကိုရောဤတမန်တရားကိုပြ၍အကျွန်ုပ်ကိုတွန်တင်တော်မူပါအကြောင်းမူကားကိုရောသည်အကျွန်ုပ်ကိုကယ်တင်သောဖျားသခင်ဖြစ်တော်မူ၏ကိုရောကို အစဉ်မျော်လင့်လျက်နေပါ၏။အိုးသာဝရဖျားရှေးကာလမှစ၍ပြတော်မူသောဂယုဏနှင့်မေတ္တာတဘောကို အောင်မေ့တော်မူပါ။အကျွန်ုပ်သည်အသက်အရွယ်ငယ်စဉ်ပြစ်မှားမိသောအပြစ်တို့ကိုအောင်မေ့တော်မူပါနှင့်ကောင်းမြတ်တော်မူသည်ဖြစ်၍ဂိယုနာတော်ရှိသည့်အတိုင်း အကျွန်ုပ်ကိုအောက်မေ့တော်မူပါထာဝရဖျားထာဝရဖျားသည်ကောင်းသောသဘောဖြောင်းမတ်သောသဘောနှင့်ပြည့်စုံတော်မူသည်ဖြစ်၍အပြစ်ရှိသောသူတို့ကိုလမ်းပြတော်မူ၏နှိတ်ချလျက်ရှိသောသူတို့ကိုတရားလမ်း၌တွေးဆောင်တော်မူ၏နှိတ်ချလျက်ရှိသောသူတို့အားခီးတော်တို့ကို ုံတင်တော်မူ၏။ထာဝရဘုရား၏လံခီရှိသမျှတို့သည်ဗြိဉ္ဉ်တရားတော်နှင့်တတ္တိခံတော်မူချက်တို့ကိုစောင့်ရှောက်တော်သူတို့အားဘိယူနာနှင့်တစ္ဆာဖြစ်ကြသတည်း။အိုထာဝရဘုရားအကျွန်ုပ်၌အပြစ်များလာတော့ကြောင့်နာမတော်ကို ထောက်၍ချမ်းသာပေးတော်မူပါ။အကျဉ်သူသည် ာဝရဘုရားကိုကြောက်ရွံ့တတ်၏ထိုသူအားနှစ်သက်ဖွေသောလမ်းကိုပြညွှန်တော်မူမည်ထိုသူသည်ကိုယ်တိုင်ကောင်းမွန်စွာကျင့်ဝတ်၍သူ၏အမျိုးအနွယ်သည်လည်းပြည်တော်ကိုအမွေခံရလိမ့်မည်ထာဝရဘုရားကိုကြောက်ရွံ့သောသူတို့သည်ကိုယ်တော်မြတ်နှင့်မိတ္တဟာယ ွဲရသောအခွင့်နှင့်ဗြေညင်တရားတော်ကိုသိရသောအခွင့်ရှိကြ၏အကျွန်ုပ်သည်သာဝရဘုရားကိုအစဉ်မျှော်လင့်လျက်နေပါ၏အကြောင်းမူကားအကျွန်ုပ်၏အခြေကိုကြော့ကွင်းထဲကနှုတ်ယူတော်မူမည်အကျွန်ုပ်သည်တယောက်ထင်ကြံရွ့၍နှိမ်ချခြင်းကိုခံရသောကြောင့်အကျွန်ုပ်ကိုမျက်နှာပြု၍ ကယ်မတနာတော်မူပါအကျွန်ုပ်စိတ်နှလုံးစင်ရဲဒီကိုချမ်းသာပေး၍အမှုများထဲကကယ်နှုတ်တော်မူပါ အကျွန်ုပ်နှိမ့်ချခြင်းနှင့် ပူပန်ခြင်းကိုကြည်ရှု၍အကျွန်ုပ်အပြစ်ရှိသမျှတို့ကိုလွတ်တော်မူပါ အကျွန်ုပ်၏ယံသူတို့သည်များပြားသောနှင့်အကျွန်ုပ်ကို ပြင်းစွာ မုန်းထားသောကြောင့် ဆင်ခြင်တော်မူပါအကျွန်ုပ်အတက်ကိုစောင့်ရှောက်၍အကျွန်ုပ်ကိုကယ်တင်တော်မူပါအကျွန်ုပ်သည်ကိုယ်တော်ကိုခိုးလုံပါသည်ဖြစ်၍ရှက်ကြောက်ခြင်းတို့မရောက်ပါစေနှင့်ကိုယ်တော်ကိုမျော်နှင်းလျက်နေပါသည် ဖြစ်၍အပြစ်ကင်းခြင်းနှင့်တဘောဖြောင့်ခြင်းသည် အကျွန်ုပ်ကိုဆောင်ရှောက် ပါစေတော့။အိုဖရာသခင်ဣတီလာအမျိုးကိုခတ်သိမ်းသောဒုက္ခအထက်ကရွေးနှုတ်တော်မူပါ။မစ္စတာ၆ခုမြောက်သောဆလံ။အိုထာဝရဖျားအကျွန်ုပ်ဒီဖြောင်းမတ်ခြင်းလံတို့လိုက်တော်ကြောင့်အကျွန်ုပ်ဘက်၌တရားစီရင်တော်မူပါ။ အကျွန်ုပ်ဒီထာဝရဖျားကိုခိုလုံ၍ရွေးရော့ခြင်းနှင့်ကင်းလို့ပါလိမ့်မည်။အိုထာဝရဖျားအကျွန်ုပ်ကိုစစ်စေးစုံစမ်း၍နှလုံးကြောက်ကပ်ကိုစီကြောတော်မူပါ။အကျွန်ုပ်ဒီမေတ္တာကျေးဇူးကိုမျက်မှောက်ပြု၍တစ္ဆာတရားတော်နှင့်အညီကျင်ပါ၏။လျက်ပေါ်သောလူတို့နှင့်အတူမထိုင်ပါ။ ်လျို့ဝတ်သောလူစုထဲသို့မဝင်ပါ မတရားသောသူတို့၏စီဝေးချင်းကိုမုံပါ၏ဖိုးသွန်းသောသူတို့နှင့်အတူမထိုင်ပါခြေသူတို့ကိုချီးမြှောက်သောအတန်နှင့်မွတ်ဆို၍အံ့ဩဖွယ်သောအမှုတော်အလုံးစုံတို့ကိုကြားပြောခြင်းကအကျွန်ုပ်သည်ကိုယ်လက်ကိုအပြစ်ကင်းခြင်းနှင့်ဆေး၍ ရစ်ပလင်တော်ကိုဝန်းရံလျက်နေပါသည်ထာဝရဖျာအိုးထာဝရဖျာအိမ်တော်သည်အိမ်တော်တီယာကို၎င်းဘုံတော်ထင်ရှားသောအရက်ဌာနကို၎င်းကျွန်ုပ်နှစ်သက်ပါ၏ပြည့်မှားသော သူတို့နှင့်အတူကျွန်ုပ်၏ဝိညာဉ်ကို၎င်းလူအသက်ကိုတတ်တော်သူတို့နှင့်အတူကျွန်ုပ်အသက်ကို၎င်း ထုတ်ထားတော်မူပါနှင့်သူတို့လက်သည်မကောင်းသောအကြံအစီ၌ကျင်လေ၍သူတို့လက်ရာလက်သည်လည်းတန်ဆိုးနှင့်ပြေဝပါ၏အကျွန်ုပ်မူကားဖြောင့်မတ်ခြင်းလမ်းသို့လိုက်ပါ၏အကျွန်ုပ်ကိုရွေးနှုတ်၍ကယ်မတနာတော်မူပါအကျွန်ုပ်သည်ညီညွတ်တော်ရ၌နေရာကျ၍ပရိသတ်အလင်မှာ ထာဝရဘုရားကိုကောင်းကြီးပေးပါမည်29ခုမြောက်သောဆာလံထာဝရဘုရားသည်ငါ၏လင်ငါကိုကယ်တင်သောရှင်ဖြစ်တော်မူ၏ငါသည်အဘယ်သူကိုကြောက်ရအံ့နေထာဝရဘုရားသည်ငါ၏အသက်ခိုးလုံရာဖြစ်တော်မူ၏ငါသည်အဘယ်သူကို ြောက်လန့်ရာအန်ဒီငါကိုအညှိုးထားသောရန်သူလူဆိုးတို့သည်ငါအသားကိုကိုက်စားမိဟုလာကြသောအခါခြေတိုက်မိ၍လဲကြ၏ငါတပတ်၌တချကြသောလေငါနှလုံးမကြောက်တတ်စိတ်ချ၍လာသောလေထိုအမှုတွင်ပင်တည်ကြည်သောစိတ်ရှိလိမ့်မည်ထာဝရဖျားဤ ်တင့်တယ်ခြင်းအတရေတော်ကိုဖူးမြင်၍ဗိမာန်တော်၌မွေလျောခြင်းအလိုမှာထာဝရဘုရား၏အိမ်တော်မှာတသက်လုံးနေရမည်အကြောင်းဒီဟုသောအခွင့်တစ်ခုကိုထာဝရဘုရား၌ငါဆုတောင်းပြီးထိုအခွင့်ကိုရှာရအောင်မည်အကြောင်းမူကားဘေးအန္တရာယ်ရောက်သည့်ကာလတဲတော်တွင်ငါကို ွဲကားတော်မူမည်ဗိမှန်တော်အတွင်းအရ၌ငါကိုဖွက်ထားတော်မူမည်ကြောက်ပေါ်မှာလည်းငါကိုတင်ထားတော်မူမည်ယခုပင်ငါပတ်လည်၌ရှိသောရန်သူတို့၏အပေါ်သို့ငါ၏ဦးခေါင်းကိုချီးမြှောက်တော်မူမည်ထို့ကြောင့်ဗိမှန်တော်မှာတဘိုးမှုတ်ခြင်းနှင့်တကွရစ်ပူစော်ပါမည် တခြင်းဆိုပါမည်ထာဝရဘုရားကိုသောမနာတခြင်းဆိုပါမည်အိုးထာဝရဘုရားအကျွန်ုပ်အော်ဟစ်တော်အတန်ကိုနားထောင်တော်မူပါအကျွန်ုပ်ကိုတနာ၍ထူးတော်မူပါငါဤမျက်နှာကို ရှာကြလော့ဟုသော အမိန်တော်ကိုရှိတော်၌အကျွန်ုပ်သည်တတိပြုလျက်အိုးထာဝရဘုရားကိုရောဤမျက်နှာကို ရှာပါမည်ကျွန်ုပ်ကိုမျက်နှာလွှဲတော်မူပါနှင့်အမျက်ထွက်၍ကိုတော်ဤကျုံကိုပေတော်မူပါနှင့်အကျွန်ုပ်ကိုကဲတင်တော်မူသောဖရာကိုတော်သည်အကျွန်ုပ်ကိုမစတော်မူဖူးသည်ဖြစ်၍အကျွန်ုပ်ကိုစွန့်ပစ်တော်မူပါနှင့်ကိုမိဘတို့သည်အကျွန်ုပ်ကိုစွန့်တော်လဲ ထာဝရဘုရားသည်အကျွန်ုပ်ကိုချီယူတော်မူမည်။အိုထာဝရဘုရားကိုတော်ဤလမ်းကို အကျွန်ုပ်အားပြတ်တတုန်တင်တော်မူပါ။အကျွန်ုပ်ဤယံသူတို့ကြောင့်ဖြောင့်တော်လမ်းထင်း၌အကျွန်ုပ်ကိုပို့ဆောင်တော်မူပါ။မမှန်သောတတိကိုလောကမမှန်သောတတိကိုခံတော်သူတို့နှင့် နှင်းဆဲခြင်းကပြင်းစွာအသက်ရှူသောသူတို့သည်အကျွန်ုပ်တစ်ဖက်၌ထကြသည်ဖြစ်၍ယံသူတို့အလိုတို့အကျွန်ုပ်ကို အနှံတော်မူပါနှင့်အကယ်စင်စစ်အသက်ရှင်သောသူတို့၏နေရာတွင်သာဝရဘုရား၏ကျေးဇူးတော်ကိုငါတွေ့မြင်ညီဟုယုံမှတ်ဆွေးလန်းခြင်းရှိ၏သာဝရဘုရားကို မျောလင်းတော့အာယူ၍ရဲရင်သောစိတ်နှလုံးရှိလော့သာရဖျားကိုမျောလင်းလျက်နေလော့ဟုတ်ကဲ့နားစင်တော်ပြကြတော့ကျွန်တော်ရဲ့ညီကြည့်သူမိတ်ဆွေညီကောင်းမအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်